DL Hive ကိုအားပေးနားဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆီယမားကြီးခင်ခင်တို့ရဲ့မြေချောင်းနာဆိုတဲ့ဝတ္ထုတော်ကလေးကိုတင်ဆက်ဖတ်ပြပေးသွားပါမယ်။ခင်ခင်တို့မြေချောင်းနာ ရာနာမည်ကဘို့ကုံတကယ်ကိုကုန်းခေါင်ခေါင်အညာရွာကလေးခေါင်လိုက်သမားတကယ်ကိုရေမနီကုံမနီဆိုတဲ့ရွာမျိုးထနောင်းကြောင်ချစ်ဆူရည်ပွင့်ဝေးဖုံခွေတွေလှိုင်းကြီးထနေတဲ့တဲ့ရွာမျိုးမိုးရွာမှာရေခံကန်ပြည့်ရတဲ့ရွာမျိုးပါဟိုတော့ကတော့ဒီနေရာကအင်းချောက်ကြီးလို့ဆိုရဲအဲ့ဒီအင်းချောက်ကြီးကိုမြေဖုတ်ပြီးရွာတဲထားတာမို့ဖို့ကုံနဲ့အဲ့ဒီရဲကမှဘို့ကုံရဲလို့ဖြစ်သွားတာလို့အစင်အဆက်ပြောကြတယ် အရှိဘက်မိုင်းတော်ဝဝေးမှာနှထိုးကြီးမြင်းညံကားလန်တော်သွားနိုင်ပါရဲ့ဒါပေမဲ့ဧည့်သည်ကားလန်မဘက်ကကယုံကရင်တက်ပြီးခီးသွားလိုက်မဟဲ့ဆိုတဲ့လူရဲ့မရှိသလောက်ရှားတယ်တခါတလေဟိုရွာဒီရွာကူးကြတဲ့လဲတွေရလွဲလို့ဧည့်သည်အရှိဘက်ကိုတကန်တကဘယ်သူမှမရောက်ကြပါဘူးခီးရဲလို့သွားဖို့လာဖို့ဖြစ်လာရင်လေအနောက်ဘက်ခလန်လန်ကအေယာဝရီမြစ်ကြီးစီရွာစဉ်၄၅ရွာလောက်ကြော်တဲ့ပြီးပြည်ကတို့တင်မောကြီးတွေသွားစီးကြတာများတယ် ကားလမ်းဘက်တက်လို့ပေးရမယ်ကားကထဲတင်မောကားကတက်တာတာလည်းပါတယ်ပြီးတော့တစ်သက်လုံးတင်မောစီကြတာများတော့တင်မောပဲဆက်ရောက်ကြတာပါဘူကုန်းရွာသူရွာသားတွေဟာဓမ္မဦးချတောင်းသူလောက်တာထင်းခုတ်တာထန်တက်တာလောက်ကလွဲလို့တခြားအလုပ်ရည်လို့မမေရရပြောပါအောင်မလုပ်တတ်ကြပါဘူးလူကြီးကလေးနည်းနည်းလဲတာဆိုလို့ဘဲပွဲစားကြက်သွန်ပွဲစားနွားပွဲစားကလေးမတော့တစ်ခေါက်လုပ်နေတဲ့ကိုဆန်အောင်ရဲ့ရွာခံမူလရန်ကြောင်းစရာလေးကိုပါရဲ့ရွာလေးပိုင်းကဆေးစရာကြီးဥနှော့ရဲ့ ီလောက်ပဲရှိတာပါလူရည်လဲတယ်ဆိုတာကလည်းစပိန်ကလေးတစ်စင်းနဲ့ရွာစဉ်ရွာကိုကုန်းကြော်ရေကြော်အရောက်အပေါက်ရှိတတ်တာမျိုးကြီတော်ကုန်းလို့အုပ်စုရွာကြီးကဈေးကလေးသွားပြီးအဝဲချမ်းရှိတာမျိုးဘဲကလေးရွယ်ကလေးရောင်းကြတာမျိုးဟိုတဲ့င်းဒီတဲ့င်းဖလှယ်ကြတာမျိုးတာမှုနာမှုကလေးကုကြလူကြတာမျိုးလောက်ပါရွာတောင်များမှာရွာဥထိပ်ဖုံးအကြောင်းတစ်ချောင်းရှိတယ်ကျောင်းနိုင်စီကတော့ဥကဝိနာကတတ်တော်ရောဝါတော်ရောဒီနယ်မှာတော့အကြီးဆုံးဩဇာအရှိဆုံး ကျောင်းရှိမှာကိုကိုမင်းကြီးတွေအုပ်ဆိုင်နေတယ်တောက်ရေကန်ကြီးတခန်းလည်းရှိတယ်အဲ့ဒီရေကန်ကြီးဟာတရွာလုံးအတွက်တောက်သုံးရေကန်ကြီးလည်းဖြစ်တားမှုနာမှုလည်းတုံးရတဲ့ရေကန်ကြီးပါမိုးရတဲ့အခါရေပြည့်လာပြီးမိုးဝေတဲ့တပေါင်းတခုလိုနှွေကလေးပေါက်လာတဲ့အခါကျတော့ရေတစ်စက်မှမကြံအောင်ခန်းချောက်သွားတတ်တယ်အဲ့ဒီအချိန်မျိုးမှာပတ်ကြအတွေ့များအဲ့လို့အင်ဂျီ80 80လောက်ရှိတဲ့ရွာကလေးတွေဆရာတော်ကအကြောင်းမင်းထဲမှာတောက်ရေရင်းကြီးတွေဇောက်ကြီးနဲ့အောင်တူပေးထားပေမဲ့ရေရင်းရလည်းရေကန်လိုပါပဲ မိုးရတဲ့နှစ်တွေမှာရေကောင်းတယ်မိုးခေါင်တဲ့နှစ်များဆိုရင်ရေတင်းရလဲကောတော့တာပါဒီတော့ရေရှားသွားတဲ့သုံးလလစာအတွက်နွားလဲတွေပေါ်ရေစီတင်ပြီးမျက်နှာကန်းတာအထိလှဲတက်ကြီးခြိပြီးရေစီလဲသွားတိုက်ကြရတယ်အများနည်းတူပဲဆိုင်ကြက်သွန်ဆိုင်ကြတာဆိုပေမဲ့မိုးကောင်းရင်တင်းနှံကောင်းပြီးမိုးမကောင်းရင်တင်းနှံလဲဖြန့်တက်တာမဟုတ်လားဒါပေမဲ့ဘိုးကုံးရွာသူရွာသားတွေကတော့ကိုယ့်အရင်နဲ့ကိုယ့်ဆက်ဆိုသလိုရောင်းရောင်းရဲရဲနေပြောခဲ့ကြတာကိုပဲနှစ်တွေကြာလာပေါ့ ရွာမြောက်ဘက်မှာဖုံယောင်ထနေတဲ့ရှားချောင်းပြသပင်တွေ၊ကန္နာရပင်မမဲ့ကြီးတွေ၊ခစောင်းလောက်ဆူရစ်ချုံနယ်ပင်တွေနဲ့ဖြစ်ချင်တိုင်းဖြစ်နေတဲ့ရွာသိညာရင်ဆိုပေမဲ့အုတ်ဂူတွေတပွေပွေနဲ့ချောက်ချောက်ချားချားနိုင်တဲ့သိညာလက္ခဏာရဲ့လို့တစ်စက်မှမရှိပါဘူး။မသိတဲ့လူဆိုရင်အလေးအကျစူတော်တော်လို့တောင်မှတ်ရတဲ့ဖုံးစိုးတော်စိုးမြေတက်တက်ပါ။သိညာမှာဘဲသူဘဲဝါရဲ့အုတ်ဂူရဲ့လို့တလုံးမှမရှိသလိုရွာလည်းအသေးပြောင်နေတော့ပြင်းစရာတောင်ကောင်းနေဆိုတာမျိုး။ အကျမ်းမြင်တစ်နှစ်တယောက်ဆိုလိုရွာတဲ့မွေးတာဖွာတာရှိချင်ရှိနိုင်ပေမဲ့အသေးပြောက်ကတော့တစ်နှစ်တယောက်ရှိဖို့ခက်ရှားရှားရယ်ပြီးတော့လူမှုတည်ရင်လဲမိစာကုံစီခန်းလို့ဥပယက်ခခေါ်တဲ့လူတက်တန်းနဲ့ကံနှစ်ပါးစုံကုံလို့မလွဲစာမရှောင်တာတေးကြရတာမျိုးကများတယ်အကင်းတဖြုတ်ဖြုတ်ဆိုသလိုအရွယ်မတိုင်ခင်ယောဂဗျာကတ်ညီပြီးတေးရတာမျိုးဥပိစေတကကံနဲ့တေးရတာမျိုးဆိုတာမရှိဘူးလို့ပြောရင်တော့ရကောင်းပါရဲ့မရှိဆိုဘိုးကုံရွာကရွာသားတေးတာ ွာကလေးရတာဟိုမနေ့ဒီမနေ့ကြောင်းကြတာတောဥစုလုံးကအားထားနေရတဲ့ဆေးဆရာကြီးဦးနှောင်းဟာရှိတာကိုတောသူတောင်သားများဖြစ်တဲ့တဲ့ယောဂဆိုတာကလည်းမြို့ယောဂတွေမဟုတ်တော့ရွာယောဂနဲ့ရွာဆေးဆရာဆေးလိုက်တဲ့သဘောထင်ပါရဲ့ဆေးဆရာကြီးဦးနှောင်းကိုတနေ့လုံးကဆရာကြီးနှောလို့တရူတတိခေါ်ကြတယ်ရွာနေကျုပ်ဆက်ကလူတွေကလည်းဘိုးကုန်းဆရာကြီးတဲ့ရွာတွေမှာကရွာနာမည်ကိုရှေ့ရတက်ပြီးခေါ်ကြတဲ့အလေးရှိလေတော့ဆရာကြီးနှောနေတယ်မယ်ဘိုးကုန်းရွာကဂုံရောင်ပြောင်းလာပါပြီ သူ့ဘာသူရေရှားတာမိုးရှားတာတင်းနဲ့ဖျင်းတာမဖျင်းတာရွာငယ်စနပုံမိကလေးမိတုပ်ဖြစ်တာမဖြစ်တာနောက်သားဘိုးကုန်းလိုဆိုလိုက်ရင်ကိုဆရာကြီးနှုတ်နဲ့ရော်ပြီးလူတိများတဲ့ရွာကလေးဖြစ်နေတာကဘိုးကုန်းရဲ့ရွာဖြစ်ရာကျိုးနတ်မှုပါပဲဆရာကြီးနှုတ်ကိုစီးပညာမေးပေးခဲ့တာဆရာကြီးရဲ့အမေဖွားရွှေမြစ်ပါဖွားရွှေမြစ်ကတကယ်စေးဆရာမကြီးတော့မဟုတ်ဘူးဖွားရွှေမြစ်ရဲ့အဖေဆရာကြီးနှုတ်ရဲ့အဖိုးဖိုးမင်းဆိုင်လက်ထက်တုန်းကတော့တကယ်ကိုနေကျော်နေကြနာမည်ဟိမ့်ဟိမ့်ထားခဲ့တဲ့ ဓာတ်ဆရာကြီးလို့ပြောကြတယ်။ဓာတ်ဆရာဆရာဆိုင်လက်ထက်တုန်းကဆိုဝေဒနာကိုစိတ်တစ်ဖက်ဝါတစ်ချမ်းမတုံးရပဲနားမျက်စိနှာခေါင်းဆိုသလိုအာယုံအထိအတွေ့နဲ့တယ်တော်ယုံတန်ယုံယောဂပြောင်းအောင်ကုနိုင်တယ်လို့ဆိုတယ်။မင်းအဖိုးတို့များဘေတတနရလို့ခေါ်တယ်။အင်္ဂဝိဇာချံအလွန်နိုင်နေတာလူနာကိုမြင်ုံနဲ့ဘေတက်ပြက်တဲ့တန့်တည်တယ်။အပူနာအေးနာ အတက်နာအတက်နာအပွင့်နာအပိတ်နာတထိုင်နေနဲ့ဆုံးဖြတ်နိုင်တယ်။ ယောဂဝေဒနာဆိုတာကလေဓာတ်မတိတော့အခက်သားဓာတ်တိတော့အလွယ်ကလေးဆိုတာဟာကိုကွယ်အကြားနဲ့ကုတဲ့အမြင်နဲ့ကုတဲ့အနက်နဲ့ကုတဲ့အတွေ့အထိနဲ့ကုတဲ့ခဲရခဲစေရှာဖွေတုံးနေရတာမဟုတ်ဘူးကိုရှိရှိတဲ့ဟာဆရာကိုင်းမိရင်ဆေးဖြေရတာကြီးပဲဆရာဆိုင်မှာတာယောက်ကြားကလေးတစုံတစားမထွန်းပါလေတော့တမီမရွှေမြကိုပဲတက်ထားသမျှပညာအမွေပေးရတာအားပါရရာမရှိခဲ့ဘူးတဲ့ မြေလေးမောင်နှောငါးနှစ်သားလောက်ကလေးကလောကီလောကုတ္တရာတရားတွေကိုအရွယ်နဲ့မဆန့်ဖိတင်ပေးခဲ့တယ်။မောင်နှောကလည်းညံကလေးကောင်းလေတော့အဖိုးရဲ့စေးပညာအမှုရဲ့လို့အကုံစင်မရလိုက်ပင်မဲ့မျက်ရည်ဝါးနားရည်ဝါးဆိုသလိုတည်တင်တာကြားတင်တာများတော့မလွတ်ခဲ့ဘူး။ငါမြေရဲ့ဖရာတရားတန်ကယရနာသုံးပါးဟာဗရာနာကွဲ့ငါးပါးဒီလောက်ခါဝိပစိုးလို့မြင်းမြဲထိမ့်သိမ့်ရမယ်။ဂရိတ္တစာတည်ကြည်ရမယ်မှတ်ထားကွယ်နော်။ တစ္ဆာတရားဟာစေးပဲငယ်စဉ်ကလေးကဒီလိုအဆုံးအမတွေနဲ့တောကောရောကောကြီးပြင်းခဲ့ရသူဆိုတော့အရွယ်ရောက်လို့လူလားမြောက်လာတော့မောင်နှောဟာလူလိမ္မာလူရင်ကြီးဖြစ်လာတာပေါ့လူလိမ္မာလူရင်ကြီးများကိုမြင်သူတိုင်းကချစ်ခင်လေးစားကြလေတော့ဦးနှောကိုလည်းလူချစ်လူခင်များတယ်ဦးနှောကဥပဒေရုပ်ဆင်ကျဲတယ်အကျင့်တီလာကောင်းတယ်ဦးနှောငယ်စဉ်ကဆိုရင် သူ့အမေဖွားရွှေမျက်စိလူနာလာတိုင်းဘေးမှာအမြဲရှိနေတော့တာပါဟဲ့မိချမ်းမုံညိကလေးကဘာဖြစ်တယ်လဲ ဘာဖြစ်လဲကျုံမပြောရဘူးဖွားရွှေမြည်တော်ရရပြန်လာတော့ကိုရီချစ်တော့ဘူးလို့မျက်စိလည်းမဖွင့်ဘူးအားလဲကိုပါရဲ့ကြည့်ပေးပါဦးဖွားရွှေမြည်ကမကြမ်းမုံကိုအနာတို့ခိုင်းပြီးကလေးမျက်စိဖြဲ့ကြည့်တယ်ချက်ကိုလှမ်းကြည့်တယ်ခြေရည်လက်တွေစုပ်နေကြည့်တယ်ပြီးတော့ကလေးကောင်းကိုတက်ရင်ကမေးတယ်ကလေးကဘယ်နှလားရှိပြီတုံးလေရှစ်လမှတ်တာပဲပြာသူမွေးပဲတော့อืมရှစ်လရှစ်လဆိုတော့မေတာဝီနဲ့ဖန်းစားတာပဲဟဲ့ အင်းရောက်ရင်ခေါ်ပရောင်နဲ့ထမင်းပြူတစ်စုပ်စလောင်းနဲ့ထက်မုတ်ခွနှက်ငါးခွနှက်ကောင်ကျော်ပောက်ပန်းမြေခွနှက်ပွင့်ကိုကျိုးနဲ့တီထက်ပေါပေါစုံစီမီခွနှက်တိုင်းကိုနေသာရီဖျမ်းပြီးဆူတောင်းဒီကလေးမွေးတဲ့အချိန်လောက်မှန်းပြီးအနောက်မြောက်ဘက်ရွာစာသွားချကြီးနေနေရစ်ငါသွားမပြောက်တော့ငါပြောကိုင်ကလေးကိုနွေ့နွေ့ထွေထွေတိတ်ဟဲ့သွားမစမ်းမုံပြန်သွားတော့မောင်နှွားမအေးလို့သူ့ကိုဗာစေးမှမပေးလိုက်လို့အထူးဆန်းဖြစ်နေတော့အကျိုးကြောင့်မေးတယ် ဖားရွှေမြစ်ကတော့တောက်ဟုတ်ကြည့်ရင်ပြုံးတယ်အဲဒါပညာပေါ်ငနှော့ရဲ့ကလေးကိုအမေကြည့်လိုက်တော့ဘာတမ်းမှမပြတ်ဘူးသူရောကလေးကိုလေးတိုက်သေးပြစ်ထားကြပုံရပါရဲ့လေးစိမ့်မိပြီးကိုပူဖျားနေတာနွေနွေထွေးထွေးတိတ်ပြီးအမေရင်ခွေနဲ့အုံလိုက်ရင်ပျောက်မှာပဲဆိုတာအမေသိတဲ့ပေါ့ဒါပေမဲ့လူစိတ်ဆိုတာတမျိုးကွတခုခုတော့လှုပ်လဲရမှကျေနပ်ကြတာဒါဟာကြောင့်မလို့တော့ရှိလို့တော့ရှိတငယ်ရှိရဲ့ရှစ်လရှစ်နှစ်သားကလေးကိုဖမ်းဆားတတ်တဲ့မေတာဝီနဲ့ကိုပူဇော်ခိုင်းလိုက်တာပဲ ကြည်နေနတ်ပြန်မိရမ်းမုံကလေးနေကောင်းလာလိမ့်မယ်။ကလေးကိုစိတ်တမုံရှာမပွက်လိုက်ရဘူး။စုပ်တချံမပေါက်လိုက်ရဘူး။စီတစွတ်ရင်မတက်လိုက်ရဘူး။အကောင်ပကတိထပြေးနေတဲ့မကျမ်းမုံရဲ့သားကလေးကိုကြည်ရင် မောင်နှောတယောက်ကောင်းကောင်းရင်သဘောပေါက်လာခဲ့တယ်။အမေစီတယ်မကကိုညံကိုဆွမ်းရှိသလားစဉ်းစားတွေးခေါ်တတ်လာခဲ့တယ်။ကလေးပါအစုဝေးကြီးကိုတပားစီပိုင်းခြားစိတ်ဖြာကြည့်လက်လာခဲ့တယ်။ငါသားနဲ့ရှေရှေရမိဘဘွားအဆင်အဆက်တွေတုန်းကတော့ ယောဂဝေဒနာများသစ္စာဆွေရုံနဲ့ပျောက်တဲ့။မင်းလည်းကြားဘူးသားပဲ။ဖះလောင်းသူဝနာသားမတို့များမျှစေတင်တာတော့မိဘနှစ်ပါးလှုပ်ကြွေးသမှုပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကိုတိုင်တဲ့သစ္စာပြုလိုက်တာနဲ့တားရွှေကိုထမ်းလာတာကိုမြင်ရတဲ့ကိန်းဆ ਾਇ ရတမဟုတ်လား။အေးတန်မူလာမင်းသမီးဆိုလည်းဒီလိုပဲ။တဲ့နာပေါ်မှာထားရှိတဲ့မဖောက်မပြန်သောတစ္ဆာတရားကိုတိုင်တယ်လိုက်တော့ဂုဋ္ဌအနုနာများဆွဲကန်နေတဲ့လင်သားမှာတန်မူလာရဲ့တစ္ဆာတရားကြောင့်ယောဂါဆိုကြီး ပိန့်ကြရွယ်ရေမတင်ကင်းစင်လွတ်မြောက်ရတဲ့อืมဒီတော့ကတော့လူတွေကယတနာသုံးပါအကုန်ကျေစုတည်ကြတာဟုတ်အချင်းတီလာလဲကောင်းကြလဲတရဝါချင်းချင်းတူးနဲ့တူးစင်နာသနာစီထားကြတာဟုတ်ကွယ်နောက်တော့လူတွေဟာအချင်းတီလာတွေယူရင်းလာကြတော့ဇေယျမြအကျန်းလာကြတကူတူးကိုတူးလဲစာနာထောက်ထားတဲ့မေတ္တာစေတနာတွေယော့လာခဲ့ကြတယ်ဒီတော့သစ္စာဆွေုံနဲ့ရတော့ဘူးယောဂဝိနာရဲ့လူမှာဆွဲကပ်လာရင်မျက်တရိုးစား စီတစက်ရက်မှပျောက်တော့တာဟောခုခင်များတော့ကွယ်လူတွေရသစ္စာမရှိခရီးမတီဖောက်ပြန်လွန်အားကြီးလာကြတော့နွယ်မြက်တစ်ပင်တောင်ဆေးဘက်ဝင်ကိုခက်ခက်ခက်ရဲအေးလေဘာပဲဖြစ်ဖြစ်ကိုကတော့မဖောက်မပြန်နဲ့တမားတို့ဆောင်စည်းရတဲ့တီလတီတီကြီးကြီးစဉ်းစားဆုံးဖြတ်နိုင်တဲ့တမာတိတမားကောင်းတယောက်မှရှိတဲ့ရှိရတဲ့ပညာဒီတိတ်ခါတုံးမနဲ့ပြည့်စုံအောင်ကြိုးစားအားထုတ်ကွယ် အမေစကားကိုမြေပဲမကြမှတ်သားနိုင်ရင်ဈေးကူလာတဲ့ဆရာကြီးနှောရဲ့ဈေးပညာတက်တန်းတော်ရှီယောပေါ၄50လောက်ဆရာကြီးနှောကန်ခဲ့တဲ့ယောဂဝေဒနာပေါင်းစုံလဲဆုံးလာပြီဗန်နာရင်ကျက်မီးရက်ဒူလာသွေးတကူလေးတကူဘိန်းကျဲကိုယောင်ဥယောင်ငန်းဖြာပလိတ်ဖြာငှက်ဖြာတုတ်ကွေးဖြာဝမ်းသွားဝမ်းပြက်ထုံနာကျင်နာအဆုပ်နာအတဝါကအစအစိအတောက်ဖြစ်လို့မျိုးလုံးမျိုးနဲ့အရေးပေါ်ရောက်လာတဲ့ဒီကောင်ပေါင်းလဲလူနာရီအဆုပ်ကုကရပေါင်းလဲများခဲ့ပြီ လူတွေကဆေးလိုက်တယ်လို့ပြောလေပြောကြင်စရာဆရာကြီးနှောက်ကူခဲ့သမျှလူနာတွေသူ့လက်တွင်မှာအသက်အပြောက်ရဲလို့မရှိသလောက်ပဲကိုအင်မတန်အေးဆေးရောင်ရဲလွန်လာတဲ့ဘုံကုံရွာလေးတွေကိုဗီဒီယိုတက်တာပုံရင်းစာယူလာခဲ့တဲ့နေရာတရွာလုံးအုံးကြွကြွဖြစ်သွားလိုက်ပုံများရွာပြားပွဲထထောင်စီသေးရဲ့ပဲပွဲစားကိုဆန်အောင်ကရွာကလေးတွေဗီဒီယိုရုံထောင်မလို့တဲ့ဆိုတဲ့သတင်းကလည်းမိုင်းကင်ဆက်ကူပေါ်စီဆက်ကြတယ်လို့ပြန့်နှံ့သွားလိုက်တာများ ော်ရဲလဲထွန်နေတဲ့လူကလည်းထွန်နှုံးပေါ်ကခုံချပြီးကိုဆံဦးရဲ့အိမ်ကိုဒုံဆိုင်ပြကြည့်တယ်။သူမျိုးတဲ့ရင်ကလေးတို့တိုင်ရင်ပဲနှွာနေတဲ့အင်ရှင်မတွေရောနှွားချောင်းရင်ထင်းခွေနေကြတဲ့ကလေးတွေရောအားလုံးကိုဆံဦးရဲ့အင်ရှင်မပြုံခဲလို့ထန်းလျက်ခဲကိုပျွက်စိအုံနေတဲ့အတိုင်းဘူကြီးဦးမားနဲ့ရွာတော်များကဖုံးရင်းချောင်းကိုတောင်းဝေးလေးနဲ့တလန်းညှင်းထောက်ပြီးဥပုံနေကလေးမနှဲဆန်းသွားနေရတဲ့ဖိုးလာပေါ်ကြီးကြောင့်ရောက်နေသေးတာ။ကင်ကျုပ်တို့ရွာအောက်တန်းနောက်တန်းကြလွန်းလွန်းဘ ਹੁ တူတာနဲကြလွန်းလွန်း ျုပ်ကစေတနာနဲ့ဗီဒီယိုပုံကလေးဝေလာခဲ့တဲ့ဗျာနော်ဒီကနေ့ညတော့လကားပြလိုက်ရအောင်ဗျာနောက်နေ့တွေများကြတော့ကျုပ်အတွက်ဘက်တရီသင်းကလေးတော့ရအောင်ခမားတို့ကမျှခံကြပေါ့ဟုတ်ပြီလားကဲနမူနာကြည့်သွားကြအောင်ပွဲစားဦးဆောင်ကဘက်တရီဦးကလေးနဲ့ညက်ခလုတ်လေးနှိမ့်လိုက်တယ်ဆိုရင်ပဲဗီဒီယိုပုံကြီးရဲ့ဖန်သားပြင်ပေါ်မှာရောင်းဆောင်အယုတ်တွေတရွာရွာနဲ့ပေါ်လာတော့တာပဲဒါတော့ဘက်တရီအလုံးပါစားဟောင်းလောက်နဲ့ငေးနေလိုက်ကြတာများပါစားတဲ့ခဲပြစ်တင်တာတော့တိလိုက်ကြမှာမဟုတ်ဘူး ရောင်ဆောင်အရုပ်တွေကတလုံးလုံးတရွရွနဲ့ဖြိုးကနေဖြက်ကနေဟိုအငိမ့်ွယ်ဇက်ပွဲတောင်တရွတရွလိုက်ကြည့်ကြရတယ်ဘိုလ်ကုန်းရွာသူရွာသားတွေကိုစမ်းကြယ်လွန်လာတဲ့တစ်တာဘုံကြီးကိုပစစ်တုံများတုတ်တလို့ရိုတည်နေလိုက်ကြတော့များညရောက်တော့ကိုဆန်အိုးအင်ဒလင်းနဲ့တရွာလုံးလူကုန်ခဲလို့တဲလို့အုံကနေရဲလိုက်ကြဟာကနေအော်လိုက်ကြရွှေကနေလက်ခောက်မုတ်လိုက်ကြနဲ့ခါတိုင်းစီရောကျောင်းကဖျားဝှက်တဲ့အပြီးအမြအတန်ဝေတဲ့ကြီးစီတန်းတော့ ဧည့်သည်ညာကဘယ်သူမှတာရုမခေါ်လိုက်မိကြဘူး။ရာလယ်ပိုင်းကဆရာကြီးနှောခမရပရိတောင်ဖျက်မြောင်မဆိတ်ရဘူး။ကိုဆောင်ဝင်ကဆရာကြီးရင်နဲ့ကက်လျက်ဆိုတော့စူးစားပြီးစိတ်ပင်မဲ့အခါတိုင်းညတွေလိုတမာတိမရတော့အမှန်ပဲ။ခါတိုင်းဂုံတော်တစ်ထောင်အမှုတော်ပဋိတော်စိတ်နေကြပင်မဲ့ဒီကနေ့ညတော့တပြန်တော်မနှဲစိတ်ယူလိုက်ရတယ်။နောက်ညတွေကြတော့ပို့လို့တော့ဆိုးလာတယ်ပြောရမလားပဲပထမတကားပြီးသွားတော့ညတစ်ဝက်ကျိုးလာပြီနောက်တကားဆက်ပြတော့တက်ကြီးခေါင်းချချက်တွန်တန်းအောင်ကြားရပြီ ဆရာကြီးတော့အဲ့လိုမပြောနိုင်သေးဘူးဒီလိုသာညစဉ်ရက်ဆက်ဆိုရင်ခက်ရတော့မယ်မဟုတ်လားမနက်လဲတော့ရွာအရှိကစာတင်ကြောင်းကလေးစီဆရာကြီးနှောက်ရောက်သွားတယ်ဆရာလေးကိုပါရေးရကြောင်းမလားစဘူးအလားတူတယ်ဆရာကြီးနှောက်ကိုပြပြတယ်ကြိုးစုရှာတယ်ကြွပါဆရာကြီးကျွန်တော်လည်းစီဝေးရှိလို့ကြည်တော်ကုန်းသွားနေတာနဲ့ဒီကနေ့မှပြန်ရောက်တယ်ဆရာကြီးစီတော်နေလေအောင်ရှောက်ခဲ့မလို့ဆရာကြီးနှောက်ကဘာမှမပြောသေးပဲကွန်တရာထုတ်ပါလိုက်တယ်ပြီးတော့စာတင်ကြောင်းလေးတွေကိုမျက်လုံးဝေးကြည့်ရင် ဆရာကြောင်ကကြောင်းသားဟာနဲလာကြီးလားလို့ပြောတော့ဆရာလေးကဘာကြီးရပြောချင်လေးလက်တို့စကားဆော်တော့တာပဲအဲ့ဒါဟာပြောမလို့ပဲဆရာကြီးကျွန်တော်ကြောင်းကကလေးတွေကညဗီဒီယိုယုံကြည့်ကြလို့အိတ်နေကြတယ်တရက်ကနေ့ရဆိုရင်ခရကြီးရဲ့ဗျာကျွန်တော်ပြန်ဘယ်လိုလုပ်ရမှန်းမသိလို့ဆရာကြီးနဲ့လာတိုင်းပဲမလို့ဟာခတ်တော်ခတ်တာဆရာလေးခက်ကဖြစ်လာတော့လေမောင်ဆန်အိုးကိုလည်းအပြစ်မဆိုတာဘူးကျုပ်တို့ရမှာအရောက်ပေါင်းနောက်ကြတာ အခြားရွာတွေဆိုဒါမျိုးကိုတအိမ်တစ်လုံးဆိုသလောက်ပဲ။အေးလေအစမို့ထင်ပါရဲ့နောက်တော့လေသူ့ဟာသူဖြစ်သွားကြမှာပါ။တီးခံဆောင်ရတာပါ။ဆရာကြီးတို့ရိုးစကားကောင်းနေတော့မှာပဲရွာထဲကလူတွေရောစာသင်ကျောင်းမှာမော်ဟီပန်းကြီးပြေးလာတယ်။တော်ရဲထင်းခုတ်ရင်ပေသီးတယောက်ပို့ထီလို့တဲ့။ဆရာကြီးတို့လည်းစကားတော်လက်စာမတက်ရသေးဘူး။လူနာရှိရာကောက်ခါငင်ကလိုက်လာခဲ့ရတယ်။ဆရာကြီးတို့ရောက်သွားတော့ပို့ထီထားတဲ့ပေသီးပါဇက်ကအမြုပ်တွေတစီစီထားလို့ ကဲဟေးငါရင်နောက်ဖေးရကစုံရွတ်သွားခုကြည့်စမ်းချိတ်ပြီးယူခဲ့อืมဒီခဏညာဘာနေညာပါလေအင်္ဂါနေ့ဆရာကြီးအေးအင်္ဂါအင်္ဂါတေးရဧကကျမတွေ့အုံးစီနော်တယောဌာနအဆွေသုံးချောင်ရှိတယ်မွေပဲမွေစိုးဟဲ့ပြောရင်းဆိုရင်ဆရာကြီးနော်ကကြိုက်လိုက်တဲ့နေရာကိုဆန့်ကြည့်လိုက်တော့အိဆက်နေလို့မွေပေးလို့မှတ်လိုက်တယ်အင်္ဂါနေ့မွေစိကခရူးအစ်စ်ချာမှာနေတယ်ကုမရပါမလားလို့ဆရာကြီးနော်တွေးတယ်ဒါပေမဲ့သူတစ်သက်လုံးကျန်ဆုံးနေတယ်သီလသမားတွေပညာ တိတ်ခါသုံးပါးကိုယုံယုံကြည်ကြည်ထားပြီးဆေးကုရှာတယ်။ကစွန်းတက်တူရီတိုက်ပြီးတော့ဆရာကြီးနှောင်းအမြောက်အရက်ကိုမျက်နှာမူလိုက်တယ်။အုံတက်ကတန်ဟီလိဟီလိဆဲရဆဲရ38အုံမန်းနဲ့မှုတ်တယ်။မွေစိတ်ကိုဆွဲချတယ်။ပေးသည့်နှလုံးပွင့်လာတော့ဆရာကြီးနှောင်းအတက်သွားတယ်။ပုံးရီကိုထမင်းနဲ့စားထဲ့ကြိုးစမ်းဂျင်းနဲ့စားရောကျိတ်စမ်းဟဲ့။နင်းနေမြင်ရတဲ့လောက်သွေးစမ်းများများတယောက်ကဝါရွက်သွားခူးကြည့်စမ်းဖုံးနဲ့ရောရအောင် ဆေးကိုတမျိုးပြီးတမျိုးတိုက်တယ်။ပါးစပ်ကလည်းတို့တို့ရွတ်တယ်။အုံးကောက်ကာတတ်ကောကောနာကုံကတဖာခောရမအရိမိတွေကရှင်စောချွတ်လောဝတဝရောဘောဒီရှိတန်ညံတော်ရှိပါ။ဥဖရာဥတရာဥတန်ကအာရေတော်ကရွှေစင်အလားအုတ်ကောင်းတော်ကမြင်မူတောင်းညလုံးတော်ကဗရမ ्या အရာရှာတော်ကတန်လျက်ထားသည်။လမောင်းတော်နှစ်ဖက်ကစရန်စင်မြင်အစွဲသည်။အုံးဖရာတို့ကတော့တရားတို့ကတော့ လန်ကားတို့တော့ထိုးလဲမဝင်ခုတ်လဲမရှဖမ်းလဲမမိပြစ်လဲမမှန်ခံလဲခံနိုင်စေတည်းဇာကြီးနှောရဲ့ရွတ်တံဖတ်တံမစုံနေမှာပဲပေဒီတရားဆန်းဆန်းကြီးအသက်ထွက်သွားခဲ့ပြီပေဒီရဲ့အလောင်းငေးခြင်းဇာကြီးနှောကိုယ်တိုင်တော့တန်တော်ဖြစ်လို့သူစေးကူရတဲ့နှစ်ပေါင်းများစွာအတွင်းမှာပေဒီဟာကုလရဲ့တန်လန်ကပထမဆုံးတည်ဆုံးခဲ့ရတဲ့လူနာမဟုတ်လားပေဒီဆုံးပြီးတော့နောက်မှာဇာကြီးနှောရွာတီတူတီတူလှုပ်လာခဲ့ကြတယ် ဆရာကြီးတော့ဟာအသက်ကြီးလာလို့ပဲညံနေလာသလိုလိုဆေးပဲမလိုက်တော့သလိုလိုပြောလာကြတယ်။ပေဒီနောက်ဆရာကြီးနှောခဲ့ခဲ့တဲ့လူနာတွေထဲမှာခိုင်းလို့အားလုံးဖတ်မတင်ပဲတယောက်စာနှစ်ယောက်စာအဖိတ်အစင်ကလေးတွေရှိလာတော့ရွာအယုံကြီးနေတည်တန်းနေလာခဲ့တယ်။ရောဂါမှုနည်းနည်းကြီးတယ်ထင်ရင်ဆရာကြီးနှောလက်ကိုမအပ်ချင်ကြတော့ဘူး။လဲပေါ်တင်ပြီးမြို့ကိုတကန်တကတက်ကူကြတယ်။ခုတော့လေပုံကုန်းရွာကလေးဟာကားလမ်းနဲ့အရာအပေါက်တွေရှိလာခဲ့ကြပြီ။ရွာထဲမှာလူကြီးလဲတွေ စပိန်စီဗီမြို့ကိုထူထူပေါက်သွားလာနေကြတဲ့သူတွေလည်းများလာခဲ့ပြီ။ရွာကကိုတောင်းဖေအစာရင်ယောဂါနဲ့ဗိုက်ခွဲပြန်လာတဲ့နေရာဆိုင်းတော်ဟာလူမှုရေးရာလူမမာသွားမိရှာတယ်။ဗိုက်ကြီးပေါ်မှာကင်းချင်များလို့ကန့်လန့်မြတ်ချုပ်ရိုးချောင်းကြီးမြင်လာရတော့ဆိုင်းတော်မှာအလန့်တကြားဖျားတော်တာမိရဲ့။နေ့ရက်သုံးရက်လောက်လဲစားမွန်အိပ်မပျော်ဖြစ်ခဲ့ရသေးတယ်။တရားလဲအတော်ကြမိနေတာပဲ။ဟွန်းလူတွေလူတွေမိပါမွေးတဲ့အတိုင်းအကောင့်ပကတိမဟုတ်ရှာကြတော့ပါကလား။ လက်ချောင်းကလေးဓာရှာတာတော့နားသေးတာသူကများဘိုက်ကြီးဓာနဲ့အခွဲခံရတယ်လို့အေးလေအသက်မသေးတာကံကောင်းဖို့တတော်ဝအပေါင်းကျမ်းမာကြပါစေချမ်းသာကြပါစေဆရာကြီးတော့မေတ္တာပို့ရင်းနဲ့သူ့အမေဖွားရွှေမြေပြောသားတဲ့စကားတွေနားရပြန်ကြအောင်နေမိတယ်ရှေ့ရှေ့ကလူတွေဟာဖះမှန်တရားမှန်သိကြတယ်အကျင့်တီလာကောင်းကြတယ်ဂရီသစ္စာတည်ကြည်ကြတယ်တူးကိုတူးစာနာထောက်ထားရကြတယ် ယောဂဝေဒနာများသစ္စာဆိုယုံနဲ့ပျောက်ကင်းတယ်ဆိုတာဟုတ်ပါနောက်တစ်နှစ်လောက်နေတော့ဆရာကြီးနော့စီကိုလူနာတယောက်ရောက်လာတယ်အဲဒီလူနာကတော့ပဲပွဲစားကိုဆံဦးပါညွတ်တက်ပြီးကြိတ်ကူတာမရလို့ဆရာကြီးနော့စီရောက်လာခဲ့တာလူကလည်းလူရုပ်မပြီးတော့ပါဘူးဆရာကြီးနော့တော်လူနာရဲ့ရုပ်နဲ့ရုပ်ထားကိုမနေ့ကြီးဖမ်းဆုပ်ယူရတယ်ရိုးပေါ်အေးတင်ပြီးပါဇက်နှဆက်တွေကြကျင်တိုင်းကြနေတယ်ဝချမ်းတစ်ချောင်းလိုကိုဆံဦးကိုဘာယောဂါရဲ့လို့အမြင်တက်ရမယ်ဆရာကြီးနော့လည်းမသိချင်ဘူး ကိုဆောင်ဦးကတော့ချောင်းတွေတဟွတ်ဟွတ်ဆူဝမ်းတွေတလဟောသွားနဲ့အယိုးပေါ်အရင်တင်ပိန်လာလိုက်တာပိန်နာလို့တော့အမြည်တက်လို့ရကောင်းရဲ့မောင်ဆန်ဦးဆရာကြီးကိုဘယ်နဲ့မှမအောင်မင်းနဲ့မင်းရောကောင်ဆရာကြီးညံမမီဘူးကွယ်ဆရာကြီးတက်သမ ्या မသမ ्या ကျန်းစုံအောင်ရှောက်ကြည့်ခဲ့ပြီးပြီမကူချင်လို့မဟုတ်ဘူးကွယ်နော်ဆရာကြီးမကူတဲ့อยู่အမှန်ဖရာတရားတန်ကရတနာသုံးပါးဟောတာကိုယ်ွယ်စီကဲကွယ်နော် ိုဆန်အိုးကိုမျက်နှာလွှဲခဲ့ပြီးတဲ့နောက်ပိုင်းဆရာကြီးတော့လည်းစိတ်သိမ့်မကူပြတ်တော့ပါဘူး။ရွာတော်များဘုန်းကြီးကျောင်းမှာပဲနေရောညာပါတရားအထုတ်ရင်တတော်ပါအပေါင်းကိုအဝေးကမြစ်တာပို့ရုံအားလွှဲလို့ဆရာကြီးလည်းဘာမှမလုပ်တော့ဘူး။ယောဂရီယာဆန်းလာပြီမလား။သူ့အဖိုးဆရာဆိုင်တို့ကယောဂမျိုးတွေမဟုတ်တော့ဘူး။သူ့အမေဖွားရွှေမျိုးတို့ကယောဂမျိုးတွေမဟုတ်တော့ဘူးလေ။ဆရာကြီးတော့လိလာတကြမ်းထားတဲ့ဓာတ်ကျန်းစေးကျန်းနေတယ်မပါတဲ့ယောဂဆန်းတွေကိုသူလည်းဘာမှမသိတော့ဘူးမလား ဘဲပွဲစားကုဆန်ဦးမျိုးဝကူလာတဲ့ယောဂါဆန်ဦးဘာမှမသိလို့ဆရာကြီးတို့လက်ဆောင်နေတာတော့ခက်ကောင်းကောင်းရဲ့တပတ်လောက်နေတော့အဲ့ဒီပိန်နာနဲ့ပဲကုဆန်ဦးဆုံးသွားတယ်ကုဆန်ဦးမရှိတော့ပေမဲ့သူ့ဗီဒီယိုယုံကတော့ပြတော့ကုဆန်ဦးလိုဘဲပွဲစားနွားပွဲစားဆိုတဲ့ပွဲစားတွေလည်းပို့ကုန်းမှာတယုံယုံရေမနီကုမ္ပဏီပဲမဲ့အခုဆိုပို့ကုန်းရွာကလေးတဲ့အထိထော်လာကြီးတွေတပုံးပုံးနဲ့ဝင်ထွက်သားလာလို့ရနေပြီငကောကဖုံထူတဲ့ရွာကလေးကတော့ဖုံမှုတွေတလုံးလုံးပေါ့ ခုတော့ဆရာကြီးနှောကိုတိုင်းတော့ကွယ်လွန်ခဲ့တာကြားခဲ့ပြီပါဗျ။လူကြီးနာပေါ့။ကိုဆန်ဘုပါဝင်ရွာကလူတွေအတော်တော်များများတင်းကျိုင်းနဲ့ရောက်နေကြတာများလားပေါ့။တကယ်ပြင်းစရာကောင်းတယ်ဆိုတဲ့တင်းကျိုင်းကခုများဥက္ကူတဖွေးဖွေးနေပါ။ဘိုးကုန်းရွာကလည်းစီကားလာတာကြားပါပြီ။ဗီဒီယိုယုံတော်လေးငါယုံရှိနေပြီ။မြို့နယ်ရွာများအိမ်ဦးနဲ့ကျမ်းမြင်ကူးလူးနေလိုက်ကြပါမများ။ဝိတာစားတာလည်းပြောင်းကုန်ပြီ။နေတာထိုင်တာလည်းပြောင်းကုန်ပြီ။တွေးတာခေါ်တာတွေလည်း ပြောင်းကုန်ပြီဘိုးကုန်းရွာမှာဆရာဆိုင်ဖာရွှေမြင့်ဆရာကြီးနှော်ရဲလို့လက်ထက်စင်းစေးဆရာကြီးတွေရှိခဲ့ဘူးတယ်ဆိုတာရွာကမိကုန်ညပါပြီသစ္စာကလေးနဲ့ဆေးကုတယ်ဆိုတာဒီခေတ်ရုံလောက်เสียမရှိတော့တာဘူးခင်ခင်သူမြစ်ချောင်းနာစုရုပန်ဆရာကျော်ဤလောကီပညာပရိသတ်ကျမ်းမအချက်အလက်များကိုရာယူပါသည်အာဘိနာဆင်မိကြတဲ့အတွက်ကျေးဇူးတို့ပဲတင်ရှိပါရရှင်။